ဝယ်သူတွေနဲ့ပတ်သက်ရင်ဘာတွေပြောင်းလဲသွားမှာလဲကျွန်တော်တို့ရဲ့လုပ်ငန်းတွေကျွန်တော်တို့ရဲ့ကုန်ပစ္စည်းတွေကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေနဲ့ပတ်သက်ရင်ဘာတွေပြင်ဆင်ထားရမလဲဒါတွေနဲ့ပတ်သက်ရင်ကျွန်တော်တင်တန်းတွေဟောပြောပွဲတွေမှာအများနဲ့မေးလို့ရှိရအဝယ်သူတွေကနောက်၄နှစ်နေရင်နောက်၅နှစ်နေရင်ဒါမှမဟုတ်နောက်၆လနေနောက်၁နှစ်နေဘာတွေပြောင်းလဲသွားမလဲဈေးကွက်ထဲမှာဘာတွေပြောင်းလဲသွားမလဲကျွန်တော်တို့ဒါတွေကအများကြီးကြိုတင်ခံမှန်းလို့မရအောင်ကျွန်တော်တို့ကျွန်တော်တို့အခြေအနေအမျိုးစုံပြောင်းလဲနိုင်တယ် ဒါပေမဲ့အဲ့ဒါလို့မေးလာတိုင်းမှာကျွန်တော်တို့ကဝယ်သူတွေရဲ့ဘာတွေပြောင်းလဲသွားမလဲဆိုတာကခံမရခက်တယ်ဆိုပေမဲ့ဝယ်သူတွေမှာဘယ်တော့မှ မပြောင်းလဲသွားမဲ့အရာ၃ခုရှိဝယ်သူတွေမှာဘယ်တော့မှမပြောင်းလဲသွားမဲ့အဲ့ဒီအရာ၃ခုကိုလူချင်းမင်းတို့ကလူချင်းတို့လုပ်ငန်းမှာအားကောင်းဆုံးဖြစ်အောင်တိစောက်ထားနိုင်လူချင်းမင်းတို့ရဲ့အောင်မြင်မှုတက်တန်းဟာရေရှည်တည်တတ်မှာဖြစ်ပါတယ်အဲ့တော့ဝယ်သူတွေနဲ့ပတ်သက်ပြီးတော့ဘယ်တော့မှမပြောင်းလဲသွားမဲ့အရာ၃ခုရှိပါတယ်နံပါတ်1အချက်ကတော့ ဝယ်သူတွေဟာဈေးသက်သာတာကိုလိုချင်ပါတယ်နော်အဲဈေးသက်သာတာကိုလိုချင်တဲ့ customer တွေဝယ်သူတွေဟာလွန်ခဲ့တဲ့10နှစ်က customer လဲဈေးသက်သာတာကိုလိုချင်တယ်ဒီပေါ်မင်းလက်ထက်က customer လဲဈေးသက်သာတာကိုလိုချင်တယ်နောက်အနည်း90နေလဲဈေးသက်သာတာသက်သာတာကိုပဲလိုချင်တာပဲဒီနေရာမှာဈေးသက်သာတာကိုပြောတာနော်ဈေးပေါ်တာကိုပြောတာမဟုတ်ဘူးတထေးလဲဈေးသက်သာတာကိုလိုချင်တယ်ဈေးကြီးတာကိုလိုချင်တာကဘာမှတယောက်မှမရှိဈေးသက်သာတာကိုလိုချင်တယ်ဆိုတော့ကျွန်တော်တို့ တက်တာတာကိုပြောတာနော်ဈေးပေါ်တာကိုပြောတာမဟုတ်ဘူးဒါကိုကျွန်တော်တို့သဘောပေါက်ဖို့လိုပါဈေးတက်တာတာကိုလူတိုင်းလိုချင်တယ်ဒုတိယအချက်ကတော့ကျွန်တော်တို့ကဝယ်သူတွေဒီရွေးချယ်စရာများတာကိုလိုချင်တယ်အဲ့တော့ရွေးချယ်စရာများများရှိလေကောင်းလို့သို့တော့တခုတော့ရှိတာပေါ့ဗျာရွေးချယ်စရာတိတ်များသွားရင်တော့မကောင်းဘူးရွေးချယ်စရာမရှိလို့တော့မရအောင်အဲ့တော့ကိုယ်ကုန်ပစ္စည်းနဲ့ပတ်သက်ပြီးကိုယ်ဝန်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ရွေးချယ်စရာကိုရှိနေအောင်ကျွန်တော်တို့ဖန်တီးနေဖို့လိုတယ် နောက်ဆုံးတစ်ခုကတော့ဝဲသူတွေဟာမြန်မြန်ရတာကိုလိုချင်တယ်เนาะကျွန်တော်တို့ဒါလည်းပဲလွန်ခဲ့တဲ့ဆယ်နှစ်က customer လေးပစ္စည်းတစ်ခုမှာပြီးရင်ဖြည်းဖြည်းမပို့ပါတော့မပြောဘူးမြန်နိုင်မြန်မြန်လိုချင်တာပဲအဲ့တော့အခု customer လေးဒီတိုင်းပဲနောက်အနည်းတရားနေနဲ့ customer လေးဝယ်ပြီးအေးအေးဆေးမှလိုချင်တယ်တော့မပြောဘူးဒီနေ့ဝယ်မနဲ့ပြန်လို့ဒီနေ့ဝယ်ဒီနေ့အခုချက်ချင်းရပိုရောင်းကြိုက်သေးတယ်အဲ့တော့ဝယ်သူတွေနဲ့ပတ်သက်ရင်ဘယ်တော့မှမပြောင်းလဲသွားမယ့်အရာ၃ခုရှိတယ်ဒါကိုပြန်ပြောရမယ်ဆိုရင်တော့၁ဈေးသက်သာတာကိုလိုချင်တယ်ရွေးချယ်စရာများတာကိုကြိုက်တယ် ်မြန်မြန်ရတာကိုလိုချင်တယ်ဒီ၃ခုကိုကျွန်တော်တို့ကအားကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့လုပ်ငန်းမှာတိစောက်ထားရင်လူကျွန်တော်လုပ်ငန်းရဲ့အောင်မြင်မှုဟာရေရှည်တည်တက်မှာဖြစ်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူကျွန်တော်အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ် ဲ့တော့ကျွန်တော်ဒီအစီအစဉ်ကြည့်တဲ့သူတွေအတွက်ကျွန်တော်စာအုပ်၅အုပ်လက်ဆောင်ပေးဦးမှာဖြစ်ပါတယ်အဲ့ဒီအစီအစဉ်မှာပါဝင်ရင်ကျွန်တော်အခုဗီဒီယိုဖိုင်လေးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ထက်၅အုပ်ကိုသတင်းကျုပ်လက်ဆောင်ဖြစ်ကျွန်တော်ရဲ့မေတ္တာအားသာချက်တင့်ကောင်းမှာတရဖူစောင်းနိုင်မှုအောင်မြင်ခြင်းလက်ဆောင်ကိုရီကိုသိမြင့်မားစွာအောင်မြင်ခြင်းနဲ့မြန်မာနီးမြမဟန်ဖြင့်အောင်မြင်ခြင်းစာအုပ်ငါးကိုတယောက်ကိုတအုပ်နှုံးနဲ့ကျွန်တော်ရဲ့အမှတ်တရလက်မှတ်နဲ့အတူလူကျွန်းတို့အိမ်တိုင်ရာရောက်ပို့ကပါမပြရဘူးပို့ဆောင်ပေးမှဖြစ်ပါတယ်လို့ သတင်းကောင်ပါလို့ပါတယ်။တင်တန်းတက်ချင်တဲ့သူတွေကတော့ကျွန်တော်တို့တက်လောက်တင်တန်းတစ်မျိုးပဲဖွင့်ပါတယ်။အခုကျွန်တော်တို့ဆယ်လာပိုင်းမှာဖွင့်ပါကတော့ကျွန်တော်ရဲ့စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာတင်တန်းတစ်ခုဖြစ်တဲ့ Certificate in General Business Management တင်တန်းဖြစ်ပါတယ်။စီးပွားရေးစီမံခန့်ခွဲမှုပညာကိုအခြေခံကစတင်လေ့လာပြီးတော့ကျွန်တော်တို့တင် जा စတင်လေ့လာခြင်းတဲ့သူတွေအတွက်တင် जा ပေးမှာဖြစ်တဲ့အတွက်မြည်သူမဆိုတက်ရောက်နိုင်တဲ့မြန်မာလူတင် जा ပေးမှာဖြစ်ပါတယ်။ အတင်းနဲ့စတင်မဲ့ရက်ကတော့ online တင်တန်းဒီအခုလာမဲ့10လပိုင်း28ရက်နေ့အင်္ဂါနေ့စတင်မှာဖြစ်ပြီးတော့ online ကနေတလတိတိတက်ရမှာဖြစ်ပါတယ်။အပြင်လူတွေတင်တန်းကတော့17လပိုင်းတော့ရောက်သွားမယ်။17လပိုင်း1ရက်နေ့နဲ့2ရက်နေ့စနေတွင်းနေ့ရက်မှာမနက်စင်နာရက်နေ့ညနေ6နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတယ်။ကျွန်တော်တို့ AMO တင်တန်းကြောင်းမှာကျွန်တော်တို့2ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံမိတက်ရမှာဖြစ်ပါတယ်။အဲ့တော့ online တင်တန်းမဲ့တက်ချင်းတက်ချင်း အပြင်တနမ်းမဲ့တက်ချင်တက်ချင်လူကြီးတို့ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ရဲ့ကောမမမကြီးနဲ့နော် Messenger message မှာဆင်းပေးထားပြီးပါကျွန်တော်တို့ team ကညီနေညီမတွေဆက်သွယ်ပေးမယ်အခုအစည်းအဝေးကြည့်တဲ့သူတိုင်း online ကပထမအဦးဆုံးအယောက်တရာအပြင်ကပထမအဦးဆုံးအယောက်30%ကို10% discount စီစဉ်ထားပါတယ်အဲ့ဒီ discount လို့ချင်းမြန်မြန်အပ်ထားဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့တနမ်းကြောင့်အသေးစိတ်တနမ်းကြီးအားစား ကျွန်တော်ဒီ Facebook page LYNN link နဲ့ link နဲ့เนาะ link တိုင်းညမြန်မာ sand page ရဲ့အပေါ်ဆုံးမှာလဲကျွန်တော် video file အဲကျွန်တော်တို့အခုတော့ video file မတင်ရသေးဘူးပေါ့เนาะကျွန်တော်တို့ဒါပေမဲ့တင်တန်းကြီးအသေးစိတ်ကစားတင်တန်း post တင်ထားပေးတာဖြစ်ပါတယ်။အတော့ဒီတင်တန်းဒီကျွန်တော်တို့က online တင်တန်းဒီ online ကနေနေစဉ် recorded video တွေတင်ပေးမယ်။အပတ်စဉ် zoom ကနေ live lecture နဲ့လေ့လာကြရမှာဖြစ်တယ်။အပြင်လူတွေကတော့လူတွေတက်ရမှာပေါ့เนาะ။အဲစီးပွားရေးစီမံခန့်မှုပညာအခြေခံကစတင်လေ့လာခြင်းတဲ့သူတွေအတွက် စီဝိုင်းတစ်ခုစတဲ့လောက်ကိုင်မှုအတွက်လိုအပ်တဲ့ management အခြေခံ operation marketing hr စတဲ့ဘာသာရပ်တွေကို certificate level မိတ်ဆက်သင်ကြားပေးမှာဖြစ်ပါတယ်အဘလူလူတက်တဲ့နဲ့ကိုကစီးပွားရေးလုပ်ငန်းတစ်ခုလောက်ကအောင်မြင်ပြီးသား management ပညာကို theory စတင်လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်။ကိုကဝန်ထမ်းလုပ်သက်အတွက်ကြောင့်ရှိပြီးသား management ပညာကို theory စတင်လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်။စီးပွားရေးစီမံခန့်ခွဲမှုပညာကိုအခုမှစတင်လေ့လာမဲ့ကျောင်းသားကျောင်းသူလူငယ်တွေလည်းတက်ရောက်နိုင်ပါတယ်။နောက်တစ်ခုကတော့ကိုက management diploma တွေ MBA တွေဆက်တက်မယ်အခြေခံအနေနဲ့တက်ရောက်နိုင်ပါတယ်။ ောက်တစ်ခုကတော့ကျွန်တော်တို့ကိုယ်မှာ business idea တခုရှိတယ်အဲ့ business idea account ထဲပေါ်ခြင်းနဲ့လူကြီးလူငယ်မိသူမဆိုတက်ရောက်နိုင်ပါတယ်အဲ့တော့လူကြီးမတို့အနေနဲ့ကိုယ့်ရဲ့စီမံခန့်ခွဲမှုပညာကိုအသုံးပြုပြီးတော့မှကိုယ့်ရဲ့ဘဝကိုယ့်ရဲ့လုပ်ငန်းကိုအောင်မြောင်တည်ဆောက်ခြင်းတဲ့သူတိုင်းနဲ့စီဝါရေးစီမံခန့်ခွဲမှုပညာသင်တန်းမှာတွေ့ကြပါမယ် we must work together we must build our nation